ဘူရိုင်းရွှေတောင်မြို့နယ်တဲကကျွေရတရားထဲမှာစာတင်ကြောင်းနှစ်ကြောင်းကြောင်းပြိုင်ဆိုင်မှုကိုအကြောင်းပြုပြီးဒေသခံတွေပြုပခဖြစ်နေကြပါတယ်ဒီတဲ့င်းကိုမင်းညိုကပြပူထားပါရရှင်ဘူရိုင်းရွှေတောင်မြို့နယ်တဲက ARR မြစ်ဘေးမှာရှိတဲ့ကျုံးမီချေးရွာကလေးကအရင်ကစာတင်ကြောင်းမရှိပါဘူးဒေသခံတွေကတအိမ်ကို၄လောင်ချက်လုံးစုပြီး2014ခုနှစ်မှာကြောင်းနှောင်းတိဆောက်နိုင်ခဲ့ပါတယ်အဲဒီနောက်အလူရှင်တယောက်ကြောင့်2016ခုနှစ်မှာရွာတွေကနောက်တနေရာမှာလဲကြောင်းနှောင်းဖြစ်လာခဲ့ပြီး အဲ့ဒီကြောင်းအစ်စ်အတွက်မူလကြောင်းအဟောင်းကနေလူခွဲပြီးတက်ခိုင်းတာလည်းပတ်သက်ပြီးကြောင်းသားမိဘတွေအငင်းပွားပြဿနာတက်နေကြတာပါကိုယ်တော်တယောက်ပြကောင်းလုံးစင်မနဲ့ကွာရတယ်ညီမချင်းချင်းလည်းကောင်းလုံးစင်မနဲ့ကွာခဲ့ရတယ်အထက်ကပညာရေးဌာနကခွဲခိုင်းတာပါဆိုပြီးတော့အတင်းအာဓမခွဲသွားတာပါចောင်းကနှစ်ចောင်းဖြစ်သွားတော့ပထမចောင်းဟောင်းမှာအရင်ကလေးကတက်ရောက်နေသူတွေကအခက်ခဲအမျိုးမျိုးကြောင့်ចောင်းတစ်ကိုမပြောင်းကျင်ကြပါဘူးလက်ရှိ900တန်းဒီလက်ရှိသင်းနေပါတယ် တင်းနေတဲ့နေ့မှာအဲ့ဒီကိုလာတိုင်းလေးရနေနေကတနာရီမှာဆရာမကြီးရယ်လာပြီးတော့ကိုပဲရွာကလေးရအတင်းခွဲသွားတယ်ဆရာမကြီးရအဲ့တော့ခွဲတော့ကျမမီးတယောက်ကိုဟိုလိုက်တင်ဖို့ပြောပါတယ်ကျမတို့ကတရဝင်းချောင်းဟုတ်တယ်ဆိုမထားနိုင်ပါဘူးအဲ့လိုကျမမီးကိုဘာကိစ္စတဝင်းဝင်းချောင်းမှာမတင်နိုင်တာလဲဆိုပြီးတော့ကျမတို့ဘာကွဲပါလဲသူတို့ချောင်းအစ်စ်မဆောက်ခင်ကလေးကရှိပြီးသားချောင်းကိုတိုးချက်ဆောက်ဖို့တွားရောက်နှိမ့်နိုင်ခဲ့ကြပေမဲ့မရခဲ့ပါဘူးလက်ရှိအခြေအနေကတော့ချောင်းနှစ်ချောင်းဖြစ်သွားပါတယ်ချောင်းနှစ်ချောင်းဖြစ်တဲ့အတွက် မိသားစုတွေအားလုံးစိတ်ဝင်ခွဲကြပါတယ်တယောက်နဲ့တယောက်ရန်ခိုင်ဒေါသတွေဖြစ်လာတဲ့အခါမှာယာစိုးမှုထိကျူးလွန်သွားနိုင်ပါတယ်အဲဒါကြောင့်မို့လို့သက်ဆိုင်ရာဌာနကနေလာရောက်ကြည့်ရှုပြီးတော့ဖြည့်ရှင်းပေးစီရင်ပါတယ်အခုចောင်းတိတ်ကအလူရှင်ကဆောက်ပေးတာဖြစ်ပြီးចောင်းဟောင်းနေရာကမြေနှင်းလို့အခုနေရာမှာအသစ်ဆောက်လိုက်တာလို့ចောင်းဆောင်တိတ်ကော်မတီကအခုလို့ရှင်းပြပါတယ်ဟိုဘလို့ပလိဝက်ခါဆိုရင်တော့နဝင်းကွင်းသွားတာចောင်းကตั้วตัดတော့ကျွန်တော်တို့ရှိရကလေးတွေဟာตั้วตัดတော့ဟိုဘเจ้าကနင်းလို့ចောင်းတက်ချင်နင်းလို့ပလင်လို့ပြန်ဆိုပြန်လိုက်တော့ဒီကចောင်းသားတွေကလည်းဒီနီးကြရចောင်းမတက်လဲ ီကိစ္စနဲ့ပတ်သက်ပြီးတာဝန်ရှိသူပညာရေးမှုကို DBB ကတွေ့ဆုံရမှာတော့အခုလိုရှင်းပြပါဗျာဒီခလေးတွေကိုကျမတို့ကမိဘရဲ့စန္ဒအယနော်ဟိုကတ်ချင်တဲ့စီမာနောက်နောက်တရားဝင်ဖြစ်သွားရင်ပေါ့လေဒီဘက်ကဒီဘက်ကအလှူရှင်ဘက်ကလည်းပဲတရားဝင်ဖြစ်သွားခဲ့ရင်မိဘစန္ဒအယတော့ပြီးကတ်ချင်တဲ့စီမာတက်တယ်မိဘထားတဲ့စီမာပေါ့ခလေးလဲဘာအညှိုးလေးတော့မရှိနဲ့ပေါ့ကိုနဲ့အဆင်ပြေတဲ့အဆက်တက်စီမာတက်လို့ပြောတာ မူလာချောင်းဟောကနိုင်ငံတော်ကတရားဝင်အတိအမှတ်ပြုထားတဲ့အကြောင်းမူပုံမှာဆောက်လုပ်ထားတာဖြစ်ပြီးပညာရေးဌာနကဆရာနှစ်ယောက်ခန့်ထားပါတယ်။ကျောင်းအစ်စ်ကတော့နိုင်ငံတော်ပိုင်မဟုတ်သေးတာကြောင့်ဆရာအနေနဲ့ကိုယ့်ဟာကိုယ်ငှားရမ်းရမှာလို့ရွှေတော်မြင့်နယ်ပညာရေးမှူးဌာနကတည်ရပါတယ်။အခုကျောင်းဟောကလေးကမူလွန်ကျောင်းဖြစ်ပါတယ်။ကျောင်းအစ်စ်မဆောက်ခင်ထိကျောင်းသား32ယောက်ရှိပါတယ်။ကျောင်းသား52ယောက်ပြည့်ရင်မူလာတန်းကျောင်းကလေးအဖြစ်ရရှိမှာဖြစ်တာကြောင့်သူတို့ကအခုလိုကျောင်းခွဲပြီးလူရော့သွားမှာကိုလည်းမလိုလားကြပါဘူး။အခုဖြစ်နေတဲ့ပြဿနာကတဖြည်းဖြည်းနဲ့ကြီးထွားလာခဲ့ကရွာထဲမှာမကြာခဏပြဿနာတွေခက်ရံဖြစ်ပွားမှုတွေအထိဖြစ်နေပါပြီ။ ဒါကိုနိုင်ငံတော်ကတာဝန်ရှိသူတွေကအားလုံးအဆင်ပြေပြေနဲ့ပြည်လည်အောင်ဖြည့်ရှင်းပေးဖို့ကိုသူတို့လိုလားနေကြတာပါကျွန်တော်မင်းညိုပါခင်ဗျာ